ွေပေါ်အသက်လိန်ထားတယ်ပေါ့အသက်လိန်ပြီးလူငယ်သင်းတွေမှာလည်းပြန်ကစားနေရဆိုတော့ကွန်မန့်တွေလည်းကိုတို့တွေ့ရပေါ့နော်တကယ်လက်ဝေပေါ်အသက်လိန်ထားတယ်ကစားသမားပြောရရင်ဗျာကျွန်တော်လည်းတွေးဘူးဩဘာလို့ဒီလူတွေပဲပြောနေကြတယ်တကယ်တကယ်လာကြည့်မယ်ဆိုရင်ဒီလူတွေကိုအခြေခံပြီးတော့တင်ရတိဆောင်နေရဖြစ်တယ်ခင်အဲဆိုရင်ဒီဒဏ်ရာအပေါ်မှာပေါ့နော်ကိုတို့အတန်းကြီးရတယ်အဝေးပဲမှုတွေကြားရတယ်ဟိုညီလေးကစီကမိုင်းအားနေတယ်ဒီဒဏ်ရာကိုသူတွေချဟိုဘီယူမဆိုင်ပဲနဲ့စီကမိုင်းအားနေတဲ့အတွက်ကြောင့်ဒဏ်ရာမလိုအပ်ပဲကြာနေရပေါ့နော်အဲ့လိုမျိုးဟို

ဟိုအခုတို့ဒီနေ့ညီလေးရဲ့ဘောလုံးဓမ္မဘောပါဘောနော်ဘောလုံးဓမ္မဘောနဲ့ဖြတ်တန်းခဲ့တဲ့အခြေအနေလေးနည်းနည်းပြောကြအောင်ဟုတ်ကဲ့ဟိုပထမဆုံးညီလေးဟိုပရိသတ်ကိုမိတ်ဆက်ပေးလိုက်ပါအောင်ညီလေးကိုသိတဲ့ပရိသတ်လည်းရှိမယ်တချို့မသိသေးတဲ့ပရိသတ်လည်းရှိမှာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မျောလေဝေးစင်နောက်ခံစားသမားလက်ဝေးဖုန်းတင်ပါတယ်ညာဟုတ်ကဲ့ပထမဆုံးညီလေးဘောလုံးဓမ္မဘယ်လိုဖြတ်လာတာလဲအဲ့ဒါလေးပို့ကျွန်တော်ကတော့ငယ်ငယ်လေးပေါ့နော်ဒီចောင်းသားရွယ်ကလေးကဟိုကျွန်တော်ကဘာဝါဒနာဘာမှမသိသေးဘူးကျွန်တော်ကဘာလုပ်ရင်ပျော်ရမ်းဆိုတာပဲသိသေးတယ်အဲ့အချိန်မှာ ကျွန်တော်ကဘောလုံးကစားရင်ပျော်ပဲပျော်နေရပါတော့အဲ့တော့အဲ့ဒါကိုတိလာတယ်တဖြည်းဖြည်းနဲ့ကိုပျော်ရဲ့ကလေးဆိုတော့ကိုပျော်ရဲ့အလုပ်ပဲလုပ်ဘောလုံးမဲ့ကန်အเจ้าမှလည်းဘောလုံးမဲ့ရရရသလိုကန်တယ်အเจ้าပည့်ရတယ်လည်းတကယ်ချင်းလည်းအများကြီးကန်တယ်ပေါ့နော်အဲ့အနေတစ်ဆင့်ကျွန်တော်က2018ကျွန်တော်ရှစ်တန်းရွယ်မှာဟိုတိုင်းနယ်ပြည်နယ်စကားစားရပေါ့နော်ယူဆက်3တိုင်းနယ်ပြည်နယ်စကားစားရပြီးတော့ယူဆက်4ယူဆက်3ယူဆက်4ရန်ကုန်တိုင်းကိုစားပြုကစားပြီးတော့ကျွန်တော်က14နှစ်ကျော်15နှစ် အမှ15နှစ်အောက်ပေါ့15နှစ်အောက်မှာမြန်မာလေရေရူ15အနေနဲ့စပါပြီးတော့အဲ့ကနေတစ်ဆင့်တဖြည်းဖြည်း15 16 18 19 22အာနောက်အကြီးအင်းကြီးဟိုကစားဖြစ်တာပေါ့နော်ဟိုအကူရောအဲ့ဆိုရင်ဒါအပေါ်လုံးသမားဘွားပေါ့နော်ဟိုကလေးဘွားဝါသနာကနေစလာခဲ့တာပေါ့ဟုတ်တယ်အကူသိကျင်တာကွာ professional ပေါ့ professional အကူနိုင်ငံမှာ professional player တယောက်ဖြစ်လာဖို့ကလွယ်လားညီလေးဖြတ်တန်းခဲ့ရတဲ့အခြေအနေနဲ့ อืมဟိုပြောမလဲကျွန်တော်တို့ professional ကစားသမားတယောက်ဖြစ်လာဖို့ဆိုရင်ခက်တယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအနေထားနဲ့ပို့ပြီးတော့ခက်တယ်အဲ့မှာမှာကျွန်တော်တို့မိဘပံ့ပိုးပေးနိုင်တဲ့ကစားသမားရှိတယ်ပပံ့ပိုးပေးနိုင်အောင်အင်ကဟိုဘောလုံးကန်တာကိုမကြိုက်ဘူးကြိုက်တယ်အဲ့လိုရှိရပါတော့အဲ့မှာစားပြီးတော့လည်းအများကြီးกว่าတယ်ပေါ့ဟိုကျွန်တော်ဆိုရင်မိဘအများကြီးပံ့ပိုးပေးတယ်ဟိုသဘောဘောလုံးကန်တာကိုသဘောကျတဲ့မိသားစုမှဖြစ်ရတဲ့အတွက် scan ကောင်းတယ်လို့ပြောရရအဲ့အတွက်ကျွန်တော်လျှောက်လာခဲ့တဲ့လမ်းမှာကြီးကြီးမားမားခက်ခဲခဲ့တာမျိုးတော့ကစိုးရိမ်ပူပန်ရောက်ခဲ့ရတာမျိုးတွေမရှိဘူးပေါ့နော်ဒါမဲ့ကျွန်တော်တငယ်ချင်းတွေအပေါင်းအသင်းတွေမှာအများကြီးကြားရတယ်သူတို့မိဘတွေကအာစာအုပ်ပဲပို့လို့စီချင်တာရှိတယ်ဘောလုံးကစားတာအားမပေးရဲ့မိဘတွေရှိတယ်ပေါ့နော်အဲ့တော့သူတို့ဒီခက်ခဲတဲ့နိုင်ငံမှာဒီအဲ့လိုမျိုးမိဘမိသားစုတိုင်းဝမ်ကလေးတွေ အားပေးမှုမခံရတဲ့ကလေးပံ့ပိုးမှုမရတဲ့ကလေးပို့ပြီးတော့ခက်ခဲတယ်ပေါ့ဟုတ်ဘလို့အကြောင်းအရာတွေကအလိုမျိုး professional မဖြစ်လာဘူးအလိုဖြစ်စေရတယ်ပငယ်ချင်းတွေမှာအတွေ့အကြုံရှိတာရှိရခင်ဗျာဘလို့လဲဆိုတော့ကျွန်တော်တို့ကငယ်တဲ့အချိန်မှာကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှုကအရန်ခက်တယ်အာကျွန်တော်က academy ကျောင်းသားတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တငယ်ချင်းတွေအများစု academy ကျောင်းကဖြစ်တယ်ပေါ့နော်သူတို့မှဆိုရင်17နှစ်ကနေစပြီးတော့ academy ကျောင်းသားဖြစ်တယ်အာနောက်ဆုံး15နှစ် အဲ့15နှစ်ရှိတက်လို့ရတယ်ပေါ့။အဲ့ကနေမှသူတို့တဆင့်ကူပြောင်းတဲ့လေဝေးစင်ယူ15ရွယ်ဟာကိုရှိတယ်။ဟိုအကယ်မီចောင်းသားဘဝကနေလေဝေးစင်ကိုကူရဲ့အချိန်ပေါ့။အဲ့အချိန်လေးကကျွန်တော်အဘီလူတယောက်အမြင်လဲဆိုရင်အဲ့အချိန်လေးကအရန်အရေးကြီးရလို့တော့ခင်တယ်ပေါ့။ဟိုလေဝေးစင်ကိုဆက်တွဲနိုင်မှသူတို့ကဆက်ပြီးတော့လမ်းကြောင်းပွင့်မဲ့သဘောမှရှိတယ်။အကယ်မီចောင်းသားရန်ကလေဝေးစင်မဖြစ်လာဘူးဗျာ။အဲ့တော့လေဝေးစင်ကိုဆက်ပြီးမသွားနိုင်လိုက်တဲ့ကစားသမားတွေဆိုရင်လမ်းပြောက်ဖို့ကများတယ်။သူတို့ ဒီကေမီចောင်းသား၄၅နှစ်ပြီးဆက်ခဲ့တဲ့ဟာလေရင်ကိုတစ်ချက်လေးမကူးလိုက်နိုင်အများကြီးဘာမှလမ်းစာမရှိတော့သလိုဖြစ်သွားတာပေါ့နော်အဲ့လိုကြီးအဓိကနောက်တစ်ခုကကျတော့အပေါင်းအသင်းပေါ့ကျွန်တော်တို့မှာဘောလုံးသမားဆိုတော့ဘောလုံးသမားတငယ်ချင်းတွေရှိတယ်နောက်တစ်ခုကအပြင်ကတငယ်ချင်းတွေရှိတယ်ဟိုဘောလုံးသမားတငယ်ချင်းတွေကတော့ထားလိုက်တော့ဟိုအားလုံးတူတူစူးစမ်းနေကြတယ်ကျွန်တော်ကအပြင်ကတငယ်ချင်းတွေမှာတောက်စားတောင်းကစားဝိရိယစီမှာ၃ဆွဲလူရှိတယ်ကိုက အဲ့ဒါကိုသွားပြီးတော့ဟိုစိတ်မပါပါဘူးလို့ရပါတော့ဟိုအပေါင်းအသင်းကြောင့်ဆိုင်တယ်လို့ကိုယ့်ရဲ့စိတ်ကိုကိုနိုင်မှုလည်းဆိုင်တယ်ပေါ့နော်အဲ့ဒါကြီးအဓိကရေးကြည့်ပါတယ်ဟိုအကူရိုးနိုင်ငံမှာပေါ့နော်ဟို professional ဘောလုံးသမားတယောက်ဖြစ်လာပြီဖြစ်လာတဲ့အခါမှာဒီကောင်ကဟိုအကူရိုးပွားရက်တီဖို့အတွက်လုံလောက်တဲ့ဒီငွေကြေးပုံမဟုတ်လုံလောက်တဲ့ facility မရှိဘူးဆိုတော့အိစားရအရန်ကြားရတယ်ပေါ့နော်အဲ့တော့ညီလေးကိုယ်တိုင်ရောအဲ့ဒါမျိုးကြုံခဲ့ရဘူးလားပေါ့နော်အဲ့လိုကြုံရတဲ့အခါမှာဒီကိုယ့်ရဲ့ career ကိုရပ်လိုက်ဖို့စိတ်ကူးမိရမျိုးရှိလား ကျွန်တော်ကအခုရင်းနေရတွေးထားတာရှိရပါတော့ဒီမှာကျွန်တော်ဟိုနိုင်ငံလေရင်ဖြစ်အောင်လုပ်မယ်ကျွန်တော်တို့ကဒီနိုင်ငံမှာမွေးရလူဖြစ်တယ်ဒီလီကကစားကစားမှာအဲ့ဒါကိုသွားပြီးတော့ဘာမှပြောလို့မရကျွန်တော်တို့ဒီမှာဘလိုစိတ်ထားဘလိုစိတ်မျိုးထားစေချင်လဲဆိုတော့ဟိုအပြင်ကိုရအောင်ထွက်ကစားမယ်ကျွန်တော်တို့စီနီယာအကိုကြီးလေးမရှိမှလမ်းနေဖွင့်ပေးထားတယ်ကျွန်တော်တို့ကရအောင်နောက်ကလိုက်ဖို့လိုတယ်ဒီကကျွန်တော်တို့ဒီမှာကစားနေရဲ့ကစားမရဲ့အားလုံးပေါ့ ဘယ်လိုစိတ်မျိုးထားစေခြင်းလဲဆိုတော့ဒီမှာကျွန်တော်တို့ကဟိုကြိုးပေးထားရမယ်ဗျာဒီလိုဖြစ်ကိုဖြစ်မှာဒီနိုင်ငံမှာဆိုအဲ့တော့ဒီရောက်အပြစ်တော့ပြောလို့မရဘူးဒီမှာဝမ်းစာဖြစ်ရမယ်ဗျာကျွန်တော်တို့လိုတာကိုဖြစ်ပါစေဖြစ်ပါစေရအောင်သုံးမယ်လောက်ကောင်သုံးမယ်ငါတို့ရည်ရွယ်ချက်ကအပြင်ကိုရအောင်ထွက်ကစားမယ်အဲ့လိုမျိုးစိတ်ကိုအားလုံးကိုထားစေခြင်းလဲအဲ့တော့မှကျွန်တော်တို့ဒီဖြစ်နေတဲ့တန်တွေကိုခံနိုင်မှာပေါ့ကိုယ်ရည်ရွယ်ချက်ကိုမပြောက်စေဘဲနဲ့ကျွန်တော်တို့အပြင်ကိုထွက်ကစားမယ်ဒီမှာဝမ်းစာဖြစ်မယ်လူရာကြီးကုန်ဖြစ်ပြီးတော့ကျွန်တော်တို့ ထွက်ကစားမယ်ဆိုရဲစိတ်မျိုးထားသိကြတယ်เนาะဟိုနောက်တစ်ခုကဒါနဲ့ပဲဆက်ဆက်ပြီးတော့ဗောနော်ဟိုတချို့ပြည်သက်တွေလည်းပြောသလိုတချို့နေရာတွေကလည်းကိုလိုတန်နေကြဖို့လေဟိုတန်နေမတန်ဘူးဆိုရဲကိစ္စပေါ့โอเคလာစာအများကြီးနေဒီနိုင်ဒီကလပ်တွေကဘောလုံးမတွေကမင်းတို့လာစာကဒီမင်းတို့ရဲ့ခြေစွမ်းနဲ့တကယ်ရောတန်ရလားဆိုတော့မေးဖို့နေလည်းရှိရဲဗောနော်ညီလေးရောအဲ့ဒါဘယ်လိုမြင် တန်အကိုတို့မြန်မာကစားသမားတွေခြေစွမ်းကလာစာအမြင့်မြင့်မမရဖို့အတွက်တကယ်တန်လာတော့မတန်မတန်သေးဘူးတော့ကျွန်တော်တို့ဆိုလေဒါလိုအပ်နေတဲ့ player တွေမှာပဲရှိသေးရဲဗောနော် ဟိုအခုကျွန်တော်တို့စီနီယာအကိုကြီးလားဆိုအများကြီးရတယ်။ဒါပြပတ်မှာမလို့ရတယ်။သူတို့အဲ့တော့သူတို့ရဲ့အစင်တန်းသူတို့ရဲ့ image ကရအောင်ရတယ်အစင်။ဒါပေမဲ့သူတို့ဒီမှာလာကစားရင် မရအောင်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ player တွေကဟို player တိုင်းတော့မဟုတ်ဘူး။ဟိုစူးစမ်းရင်စူးစမ်းတော့ရအောင်ရတဲ့အနေအထားမှာရှိပါတယ်။ဒါဆိုရင်လူငယ် player တွေတော့ကောညှော်လင့်ချက်ရှိလား။လူငယ် player တွေအတွက်မျှော်လင့်ချက်ရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်လည်း လူငယ်ပလီယာနေပဲဖြည်းဖြည်းချင်းတက်လာရလို့ဖြစ်တဲ့အဲ့တော့ဟိုမျောလင်းချက်ကမရှိရင်တော့ကိုကကိုကထားအောင်မျောလင်းချက်ထားအောင်ရည်မှန်းချက်ထားအောင်ပေါ့နော်ဟိုရှေ့ရစီနီယာကိုလည်းကြည့်ရမယ်ဟိုသူတို့မားရှိရမှန်တာရှိရအကုန်လုံးလိုက်လို့ကိုပြောရမှာမဟုတ်ဘူးပေါ့နော်ကိုယူခြင်းနဲ့ချက်တွေကိုရအောင်ယူရအောင်လိုက်လို့ဟိုအခုဆိုရင်ကျွန်တော်တို့တော့ဟာဆိုရင်အာ United League လောက်ပဲရှိမှနေအခုဆို U15 နဲ့17နဲ့အကုန်ရှိလာတယ်ပေါ့နော်အဲ့တော့ အခုချိန်မှာလူငယ်တွေအတွက်ပို့ပြီးတော့အခွင့်အရေးတွေလည်းရှိရဲ။အဲစူးစမ်းရင်စူးစမ်းသလောက်ခီးရောက်နိုင်မဲ့အခြေအနေတွေ့ရတွေ့လာရပါတယ်။အကိုတို့ညီလေးအကြောင်းနည်းနည်းလေးပြန်သွားမယ်နော်။ဟိုကဒီလေကိုလို့စသိခဲ့တာ Shanghai United နဲ့အတူပဲပြီးတော့ Brentford တွေရောကိုရောသိခဲ့ကြတာ။ဒါပေမဲ့နောက်ပိုင်းမှာညီလေးဟိုမှာ ARE ရော Hunterry ရောဒီ Club Shanghai United level လေးပစင်းနေတဲ့ Club တွေသွားပြီးတော့အငားကစားတယ်ဆိုတော့ခေါင်းစဉ်နဲ့ရောက်ရောက်သွားတာတွေ့ရပါတော့။ဆိုတော့တစ်နှစ်ကို Club သင်းသင်းနှုံးလောက်ပြောင်းနေရတယ်ကိုလို့မြင် ဟုတ်ကဲ့အဲ့ဒါဘယ်လိုကြောင့်ဘယ်လိုအခြေအနေကြောင့်ဒီလိုမျိုးဖြစ်နေရတာလဲ음ကျွန်တော်တို့ကျွန်တော်ယူဆက်ချောက်ကံဒီတုံးမှာယူဆက်ချောက်ကံဒီရဲ့အချိန်မှာပဲကျွန်တော်ကိုဗစ်တည်းဖြစ်ပြီးခဏနားလိုက်ရတယ်နားလိုက်ရပြီးတော့ပြန်ဆရတဲ့အချိန်မှာကျွန်တော်ရဲ့ဆရာပေါ့နော်ကျွန်တော်လည်းဦးဆရာဆရာမင်းသူကချန်ယူနိုက်တက်မှာကျွန်တော်ကို training training join မှုပဲအာလွတ်ပြရပေါ့ကျွန်တော်ဟိုတခြားဘာမှပြန်မစသေးရဲ့ကျွန်တော်အဲ့တော့ကျွန်တော် training သွားလုပ်ပဲ training သွားလုပ်ချန်ယူနိုက်တက် senior အတင်းနဲ့ training သွား join ပြီးတော့တလားတလားပြည့်ရဲ့နေ့မှာပဲ ဟိုဆရာဟန်ဝင်းအောင်ပေါ့ဒီပြားချုပ်ရှမ်းနယ်ဒီပြားချုပ်ဆရာဟန်ဝင်းအောင်ကစာချုပ်ချုပ်မယ်ပေါ့နော်ဟိုခေါ်လိုက်မင်းခေါ်လိုက်ပြီပေါ့စာချုပ်ချုပ်မယ်ဆိုတော့ကျွန်တော်အတော့တအားပျော်ပျော်တယ်ပေါ့နော်ပျော်ပြီးရှမ်းယူနိုက်တက်နဲ့စာချုပ်ချုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်က26ကနေတက်လာတဲ့ကလေးတယောက်ကရှမ်းယူနိုက်တက်လို့အသိမှဆိုအများကြီးလိုအပ်သေးတယ်ပေါ့နော်စင်ညာကိုလည်းအများကြီးရှိတယ်အဲ့တော့ကစားခွင့်ရဖို့ကအရန်လိုအပ်သေးတယ်ကျွန်တော်မှာအဲ့တော့ ဟိုဒါပေမဲ့ကျွန်တော်အသက်အရွယ်ရာစီဂိမ်းပနာမတွေပါယဝင်ဝင်ရကန့်နေဝင်ရဝင်မှုရှိလာရပေါ့နော်ကစားရင်ကစားရင်လည်းကျွန်တော်ကလပ်အသင်းမှာနိုင်ငံအသင်းမှာကစားမယ်ကလပ်အသင်းမှာကစားခွင့်မရဘူးဖြစ်နေပေါ့အဲ့တော့ကျွန်တော်အာနီးပြစရာအကြံပေးလာရရှိရငါအတွက်ကစားဖို့ဟိုကိုကစားငယ်တဲ့အချိန်မှာကစားခွင့်ရမယ်အသင်းစီကိုသွားဖို့အဲ့လိုမျိုးအကြံပေးလာရကျွန်တော်မိဘတွေနဲ့တိုင်မျိုးပြီးတော့အဲ့လိုမျိုးကိုကစားခွင့်ရမယ်အသင်းစီကိုအဲ့လိုငါထွက်ကစားရတဲ့ပုံစံမျိုးပါနော် ိုညီလေးနဲ့ပတ်သက်ပြီးနောက်တစ်ခုကိုတို့သတိထားမိရပါဘောတန်ရပြဿနာနဲ့ပတ်သက်ပြီးလည်းသတင်းတွေကလည်းခဏကြားရတယ်တန်ရလည်းမကြားခဏရတာမြင်ရတယ်ပေါ့နော်အဲအဲ့အခြေအနေလေးပြောပြပါဦးအဲကျွန်တော်ကြီးကြီးမားမားတန်ရရခဲ့တာကပြီးခဲ့တဲ့ပြီးခဲ့တဲ့လီကျွန်တော်တို့အမှတ်ပေးပွဲတကုံပေါ့နဲ့ပွဲမှာအခြေချင်းဝက်တန်ရစရခဲ့ပါအဲ့မှာကျွန်တော်ကဟိုတောက်ချောက်တန်ရအရန်ကြီးကြီးမားမားမရခဲ့ဘူးအဲ့တော့ဒီတစ်ခေါက်ရတဲ့တန်ရမှာကျွန်တော်ကကြကြနားရမယ်ဆိုရဲဆရာဝန်ကပြောတဲ့ဟာကိုကျွန်တော်က ဟိုဘယ်လိုပြောမလဲမနာကျင်မနာကျင်တော့ရပြီရပြီဆိုပြီးတော့ပြန်ပြန် training ပြန်ဆင်းတယ်ပြန်လုပ်တယ်အဲ့တော့အကင်းမတည်သေးတဲ့အတွက်တန်ရာပြန်ပြန်ဖြစ်နေအဲ့တော့အဲ့ဒါကြောင့်မလို့ပူကြွားရပူကြွားရတာပေါ့နော်ဟုတ်ကဲ့နော်ဟုတ်ကဲ့အဲ့ဆိုရင်ဒီတန်ရာအပေါ်မှာပေါ့နော်အကိုတို့တန်နေကြားရတယ်ပေါ့အဝေးဘမှုတွေကြားရတယ်ဟိုညီလေးကစီကမ်းမိုင်းအားနေတယ်ဒီတန်ရာကိုသူသေးချာဟို view မဆိုင်ပဲနဲ့စီကမ်းမိုင်းအားနေတဲ့အတွက်ကြောင့်တန်ရာမလို့အပဲကြာနေရပေါ့နော်အဲ့လိုမျိုးဟို comment တွေအကိုတို့ပြည်သက်တွေစီကတွေ့ရတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါအကို ည်းနည်းပါများပြန်ပြောခြင်းအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဟိုငငယ်လေးကစီကန်ကိုနံပါတ်1ထားရတယ်ပေါ့အဲဒန်ယာချင်းဒီဘာလို့ကြာသွားလဲဆိုတော့လေကျွန်တော်တခါမှဒန်ယာမရခဲ့ဘူးဆိုတာပါမယ်ဟိုကြီးကြီးမားမားမရခဲ့ဘူးဆိုတာပါမယ်နောက်တစ်ခုဒီလိုရတဲ့အချိန်မှာအကြကြီးမနာရင်ဘူးပေါ့နော်နားလိုက်ရင်ကိုယ့်ကိုအရန်ရော့ရဲသွားတယ်လို့ခံစားရတယ်အဲ့တော့တခုဆိုရပြီဆိုတော့ねပွဲတွေလည်းမလွတ်ချင်ဘူးခင်းနေလည်းသူများစင်စင်းကျင်တယ်အဲ့စိတ်တွေကြောင့် ဟိုနည်းနည်းလေးတက်တာနဲ့ပြန်ပြန်ဝင်လို့တယ်အဲ့လိုကြီးကြောင့်တန်ရအကင်းမတည်ရအတွက်ပြန်ဖြစ်ပြီးတော့ကြာနေရနောက်ဆုံးအခုတော့အာဆရာဝန်နဲ့လည်းတခြားတိုင်ပြီးတော့မရဘူးဒီလိုဒီလိုတိုင်းဆက်သွားနေရင်တော့မရဘူးနားလိုက်မှရမယ်အဲ့တော့လယ်ရင်ပွဲရောကလပ်တင်ပွဲရောလုံးဝစိတ်ကိုလွတ်ပြီးတော့ပွဲလေးလွတ်ခံပြီးတော့ကျွန်တော်အဲနည်းနည်းကြကြနားလိုက်တယ်အခုတော့အဲ့လိုနားလိုက်လို့တော်တော်တက်တာနေပါပြီနော် ဟိုခုနညီလေးပြောရတဲ့အထင်မှလည်းပါတယ်ပေါ့နော်ညီလေးကတန်းငယ်ငယ်ရွယ်ရွယ်နဲ့လေရွေးစင်ဖြစ်တဲ့ခါကျတော့ကိုယ်မျက်စိရမှာလက်ဝေးပုံအောင်ဘောလုံးမွေးတွေအကြီးတန်းလေရွေးစင်အကြီးမှာကိုညီလေးတန်းပါတော့နော်ဂျပန်နဲ့ကစားတဲ့ပွဲတွေမှာအခုကိုယ်တို့ကိုယ်တို့ရဲ့မြင်ကွင်းမှာလက်ဝေးပုံအောင်လေရွေးစင်အသင်းမှာကစားနေတာတော်တော်ကြာပြီပေါ့နော်ပရိသတ်အမြင်မှာအဲ့လိုမျိုးယူဆသွားကြတယ်အဲ့ခါကျတော့တချို့ဘာတန်မြရရှိလာတယ်ဆိုတော့လက်ဝေးပေါ်အသက်လိန်ထားတယ်။အသက်လိန်ပြီးလူငယ်သင်းတွေမှာလည်းပြန်ကစားနေရဆိုတော့ comment တွေလည်းကိုတို့တွေ့ရပေါ့နော်။တကယ်လက်ဝေးပေါ်အသက်လိန်ထားတဲ့ကစားသမားလား။ အဲ့လိုတော့လုံးဝလုံးဝမဟုတ်ပါဘူးခင်ဗျာ။ဘာလို့လဲဆိုတော့အဲ့ရာကကျွန်တော်ခုနပြောခဲ့ user 3 user 4အတိုင်းနဲ့ပြင်နေကစားကလေးကအဲ့အဲ့ဟာဖြစ်တယ်လို့။ဘာလို့လဲဆိုတော့ကျွန်တော်ကဟိုနည်းနည်း user 3 user 4မှာခဲ့ရအသင်းပေါ်နေတဲ့ရှင်နည်းနည်းအရက်ရှိရတဲ့မှာပါတယ်။အဲ့တော့တခြားတိုင်းတိုင်းအသင်းကလူကြီးအမြင်မှာကျွန်တော်ကအသက်လိန်ထားတယ်လို့ဖြစ်တယ်။အဲ့ရွယ်ကလေးရပါတော့။အဲ့တော့ကျွန်တော်တို့စစ်စစ်အတုံးကဆိုအယိုးစစ်တီးစစ်စစ်တာရရှိတယ်။အဲအဲ့ဒါကိုအောင်ရန်တာစေးရုံမှာလောက်တယ်ပေါ့။အဲ့မှာကန့်ကွက်တာရရှိတယ်။ ကန်းွက်တာရရှိတော့ကန်ကောင်းချင်တော့ကျွန်တော်ကအောင်ရနာစီမှာမွေးရဲဆိုပေါ့အောင်ရနာစီမှာပဲမွေးရဲဆိုတော့ကျွန်တော်ရဲ့မွေးစင်းနေပါရဲ့အကုန်လုံးကျွန်တော်မွေးရဲအခန်းတော်ရှိအဲ့တော့အဲ့ဒီချက်တင်နေပဲကျွန်တော်ကအချက်လက်စုံစုံလင်လင်ပြနိုင်ပြီးတော့ဟိုအတက်မှန်ကြောင်းအဲ့အဲ့ရွယ်ရရှင်းပြလာတာပေါ့အခုနောက်တစ်ခုကကျတော့လက်ရွေးစင်တက်တန်းလိုက်ဒီမှာကျွန်တော်က16လောက်ကျွန်တော်က16လောက်မှာ user 9စပါတယ်အဲ့တော့ နောက်ကျွန်တော်18လောက်ဖြစ်တဲ့အချိန်မှာလည်းနောက်တစ်တုပ် user ကိုပါနေရုံပဲပေါ့အဲ့လိုစောပြီးတော့ပါတာပေါ့နော်ကျွန်တော်ကျွန်တော်သက်19နှစ်မှ user ကိုပါတာမဟုတ်ဘူးအဲ့လိုမျိုးဆိုရင်ကျွန်တော်တစ်နှစ်ပဲကြံရမှာကျွန်တော်နည်းနည်းငယ်တဲ့အရွယ်မှာ user ကိုပါတယ်အဲ့တော့နောက်တစ်တုပ် user ကိုမှလည်းဆက်ပါတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးဆိုတော့ခဏခဏမြင်နေရတော့အဲ့လိုမျိုးထင်ကြတယ်ပြုံးသူတို့အမြင်မှာလို့ဟုတ်ကဲ့မြင်တာပေါ့နော်ဟုတ်โอเคဟိုနောက်ဆုံးမိကောင်မှာဟိုအခုလက်ရှိပေါ့နော်မြန်မာဘောလုံးမှာလူငယ်တွေ ့လေရွေးစဉ် level မှာလူငယ်တွေနေရာရလာမှုနည်းတယ်နေပါနေပါတယ်ဆိုရယ်ဘုလိုမျိုးရှိရပေါ့နော်စီနီယာတွေကဒီဒီလူတွေပဲပြောကျင်တာကွာလေရွေးစဉ်လူစင်းယူရင်ဒီလူတွေပဲဆိုရယ်အတန်အရန်ထွက်တယ်အဲ့ဒီပုံမှာညီလေးနေနဲ့မှတ်ချက်ပါများပြုတ်ကျင်တော့ပြီးတော့လက်ဝေဖုံးအကိုတို့ဘလိုဘောလုံးသမားတယောက်အနေနဲ့ပြန်မြင်ရမလဲဒါမဲ့ကာလာအဲဟိုပြောရဲခုနလေရွေးစဉ်အချိန်မှာဒီလူတွေပဲမြင်နေရတယ်ဆိုတော့ဒါမဲ့ဟိုပြိသက်တွေအမြင်အကြည့်မယ်ဆိုဟုတ်တယ်တစ်ခါလဲဒီလူချင်းဒါပေမဲ့တကယ်တကယ်ကိုင်းထဲမှာ training မှာ ကြည့်မယ်ဆိုရင်ဒီလူတွေဒီကိုတွေပဲအခြေခံပြီးတော့အတင်းရတိဆောက်ရတယ်ကျွန်တော်တို့လူငယ်တွေကဟောတွဲခေါ်မယ်နီးပြတ်စရာတွဲခေါ်မယ်အတင်းမော်စီနီယာကိုရတွဲခေါ်မယ်ကစားသမားကလည်းလိုက်ကြိုးစားမယ်လိုက်လုပ်မယ်ဆိုရင်ပါခွင့်ရှိမယ်အာလိုက်ကတ်နိုင်မယ်ပေါ့နော်ပြောရရင်ဗျာကျွန်တော်လည်းတွေးဘူးဩဘာလို့ဒီလူတွေပဲပြောနေကြတယ်တကယ်တကယ်လာကြည့်မယ်ဆိုရင်ဒီလူတွေကိုအခြေခံပြီးတော့အတင်းရတိဆောက်နေရဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုဒီလူစီနီယာကိုရအာအတင်းမော်စီနီယာကိုရလည်းရှိလို့ရှိရမယ် သူတို့နဲ့တူတူကျွန်တော်လူငယ်ရလေရအောင်ကြိုးစားပြီးတော့လိုက်ကပ်နိုင်မှအတင်းက balance ညီနေပို့ပြီးတော့အောင်မြင်မှုရရှိနိုင်မှာဆိုဟုတ်နာကမှာကိုလက်ဝတ်ပုံဟိုဘလို့ဘလို့မှတရားပေါ်ကနေနေရမှာရှိအာအခုချိန်မှာကျွန်တော်အများကြီးတိလာရတယ်ကျွန်တော်အိုရင်ရဆိုရင်ဟိုကစားခွင့်ရကစားခွင့်ရနေတဲ့အချိန်ကစားခွင့်မရနေတဲ့အချိန်အဲ့ feeling တွေကိုကျွန်တော်သိလာတယ်နောက်တစ်ခုကဒံရရနေအခုအခုလိုဒံရရတဲ့အချိန်မှာဟိုနားနေရတော့ feeling တွေတအားသိရပြအဲ့လိုမျိုးဆိုဟိုနောက်နောက်လာမယ့်တစ်ချောင်းမှာကျွန်တော်အဓိကတန်ရာကိုတေချာ view ဆိုင်မယ်တန်ရာတက်မရအောင်အော်တက်နိုင်စေ view ဆိုင်ပြီးနေမယ်အဲ့လိုမျိုးပေါ့ဟိုအော်အောင်မြင်မှုတွေစာဆောင်နေတဲ့လူတယောက်အနေနဲ့မြင်ရပါနော်ကျေးဇူးပါကြီးလေးဘောလုံးစီစဉ်မှာကိုလိုလာပြောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်